ာပါခင်ဗျာဒီကနေ့စီစဉ်ကတော့ departing ထူးခြားခြားဖြစ်ခဲ့တဲ့သတင်းတွေကိုပြန်လည်ဆွေးနွေးတုံ့တက်တင်ဆက်ပေးမယ် VPP Weekly Student Digest အစီအစဉ်ဖြစ်ပါတယ်ဒီစီစဉ်ကိုတော့ကျွန်တော်ပီတာအောင်နဲ့အတူ VPP ကဝိုင်းသတင်းသမားတွေဖြစ်တဲ့ဦးမောင်သူဦးတော်ဝထွန်းနဲ့အထူးပေးကြားထားတဲ့ဒီချင်းမှုကွန်ကြီးဌာနသမိုင်းသူတင်တာဦးတီဌာန CDM မြို့ကြားရေးမှူးဒေါက်တာထထပါရုကပါဝင်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာဟုတ်ကဲ့အခုဒီဘက်မှာထူးခြားတဲ့သတင်းဖြစ်စဉ်တွေကတော့အခုနှစ်မြန်မာနေ့တက်ကူတစ်ချက်မှာပြည်သူတွေငလင်ပေးဒုက္ခကြုံရတာကြောင့်အများစုကတော့ တော့ဘာတွေတိတ်မလို့ကြပါနဲ့တိုးတိတ်တိတ်နဲ့လူတန်းတွေနဲ့ယူရမပြက်ချင်းမာကတော့ဝင်မြင်တွေ့ရပါတယ်။နောက်မြန်မာနေစံတရနေ့မှာတော့အချင်းသား4900လောက်ကိုစစ်ကောင်စီကပြစ်ဒဏ်လုံးငွေပေးရမှာအငယ်အချင်းသား100လောက်ပဲပေါဝင်လာတဲ့တဲ့။နောက်လာမယ့်ဒီဇင်ဘာလမှာချင်းမာမယ့်ရေကောက်ပွဲတွေပြီးသူတွေဥပပေါင်းပါဝင်ကြဖို့အာရသိန်းစစ်ကောင်စီကမြန်မာနေစံတရနေ့မှာနှစ်သိက္ကူမိကွန်း ပြောကြခဲ့တာရှိပါတယ်။မူတာအင်ဂျီဆိုရအန်ယူဂျီယာယီတမရဒူဝါလက်ရှိလာကတော့ဒီအတင်ကူပြောင်းရေးကာလဆိုရတတရကိုဖော်ဆောင်သွားမယ်ဆိုပြီးတော့မန်နီပစ်ကူတရနေ့မှာကျင်းပတဲ့အန်ယူဂျီဆိုရစီဘဘက်မှာဒါပြောကြခဲ့တာရှိပါတယ်။နောက်အာဆီယံလက်ချောက်ကမလေးရှားနိုင်ငံဝန်ကြီးချုပ်ကမြန်မာစစ်ကောင်းဆောင်နဲ့ရောအန်ယူဂျီကိုယ်စားလှယ်နဲ့ပါဘန်ကောက်မှာတွေ့ဆုံပြီးတော့မြန်မာရေးဆွေးနွေးကြတာရှိပါတယ်။နောက်အာဆီယံကောင်းဆောင်နေနေစစ်ကောင်းဆောင်နဲ့တစ်ဖက်သက်ဆက်ဆံဆောင်ရွက်မှုတွေကို ထိုးသတိပြုဖို့နဲ့ဥဒါချင်းဆောင်ရမှုအကူအညီတွေစေအောင်စုဒီမှာတဆင့်ပေးတာကိုဒါပြည်ထောင်ကန့်ကွက်တဲ့အကြောင်း NUG ပါဝင်ဒေါ်လိုင်းအင်အားစုတွေကသဘောထားထုတ်ပြန်ကြေညာခဲ့တာရှိပါတယ်။နောက်မန်လေးမှာတော့မိုးတီတန်းသာရသွင်းပြီးတော့ငလင်းတန်းတင်းနဲ့ဒီတိုင်းနှလုံးပြိုကျခဲ့လို့စကိုင်းမြို့မှာလည်းဒါမုဒ္ဒလီပင်တွေကြောက်ခဲ့လို့ငလင်းဘေးတဲ့မိသားစုတွေတွေယာယီတဲ့တွေရေမြုပ်ကုန်ပြီးတော့ခက်ခဲဒုက္ခတွေထပ်ပြီးကြုံခဲ့ရတာရှိပါတယ်။ ကောင်းကလင်းဘေးကြောင့်ဒီတက္ကသိုလ်ဝန်ထမ်းအဆောင်မေးပွဲအဖြေလာတွေမိလောင်ပျက်စီးခဲ့တဲ့ဒီမန်လေးစကိုင်းနေပြီးတော့ကချင်ပြည်နယ်ကအကြောင်းသူအကြောင်းသားပေါင်း6000လောက်ကိုစစ်ကောင်စီကတော့ဆာမွဲပြန်ပြန်ဖြေခိုင်းခဲ့ပါတယ်ဒီလိုမျိုးဖြေခိုင်းတာဒီမတရားတဲ့ဖြေရှင်းချက်ဖြစ်တယ်ဆိုပြီးတော့မန္တလေးလုံးဆိုင်အကြောင်းသားများတမကအဖွဲ့ချုပ်ကနေပြီးတော့ထုတ်ပြန်ပြီးတော့ကျွန်တော်ခေတ္တရှိပါတယ်။နောက်မြန်မာနိုင်ငံအလဲပိုင်းဒီစကိုင်းကိုဘိုးကြီးလုကတ်ခဲ့တဲ့မြင်းကလင်းကြောင့်ဘာသာရေးအဆောက်အုံပေါင်း9600ကျော်ပျက်စီးခဲ့ပြီးတော့အဲဒီဘက်မှာဆိုရင်တော့ လင်းကျောင်းတမိုင်းဝင်ရှိအောင်အဆောက်အုံလေး၄ပုံတပုံလောက်ဒါပျက်စီးသွားခဲ့တာရှိပါတယ်။နောက်ငလင်းပေးကြုံတွေကပြင်မဲ့ဒီမနိုင်ငံမှာတိုက်ပွဲတွေကတော့မြန်မာနာဆက်ဖြစ်နေပြီးတော့ KNB နဲ့ Concrete မြို့နယ်ကန်နီ GR ပုံကြီးကျောင်းကိုစစ်တပ်ကကြံရင်းမှာဒါဘုံကျဲခဲ့လို့ဥပဒေလာဆောက်သူတွေပြည်သူတွေတည်ဆုံးတန်ရရှိခဲ့ရရှိလို့စက်တရက်နေ့မှာလည်းမိုးကုတ်မှာစစ်ကောင်စီကနေပြီးတော့ဒီကျောင်းနေပြီးတော့ဘုံကျဲတိုက်ခတ်ခဲ့တဲ့တဲ့တွေရှိပါတယ်။အစီဝိုင်းတဲ့တွေနေပဲဆက်မယ်ဆိုရင်တော့အစီဝိုင်း လုပ်ငန်းရှင်တွေဖြစ်တဲ့မြန်မာရှေ့ဆောင်ဘဏ်ရဲ့ဥက္ကဋ္ဌဦးချစ်ခိုင်နဲ့ဒီဇေကဘာဦးခင်ရွှေရဲ့တာဦးဇေတီယာတို့အပါအဝင်စီးပွားရေးလုပ်ငန်းရှင်တွေကိုအေဘီလာဆင်းနေနေမှာစေကောင်းစီကအကျဉ်းတော်အနေနဲ့ပြန်လုပ်ပေးတာရှိပါတယ်။နောက်ဒီငလင်းတန်းကြောင့်ငလင်းတန်းပြီးမှနေပြီးတော့ပါဝင်ဒေသတော်များများမှာဒီဆိုင်တွေကနေပြီးတော့ငွေငွေလွှဲတဲ့နေရာမှာငွေထုတ်ကားတွေကချက်သိန်းကို6000လောက်ထိအမြင့်တက်လာတာရှိပါတယ်။အော်မြန်မာနိုင်ငံမှာအခုလိုမျိုး လင်တန်းကြောင့်ပျက်စီးများခဲ့တာကြောင့်ထိုင်းနိုင်ငံရဲ့ပို့ကွန်ဖြစ်တဲ့ဆော့လို့ရီ၃ပစ္စည်းတွေလူသုံးကုန်ပစ္စည်းတွေကတော့ဝေလိုဝါတိတသာတိုးလာဖို့ရှိနေတဲ့တွေ့နေရှိပါတယ်။နိုင်ငံတော်တွေဘက်မှာတော့ဒီအမေရိကန်ရဲ့တရုတ်ကုန်သွယ်မှုတင်းမာတဲ့အချိန်မှာတရုတ်သမ္မတကအရှေ့တော်အာရှနိုင်ငံတွေဖြစ်တဲ့ဗီယက်နမ်၊အင်ဒိုနီးရှား၊မလေးရှားနဲ့ကမ္ဘောဒီးယားနိုင်ငံတွေကိုတွားအောင်ခေတာရှိပါတယ်။နောက်ယူကရိန်းနိုင်ငံမြောက်ပိုင်းစုမီမျိုးအလေကောင်ကိုရုရှားကပိတ်တိန်တုံးကြီးနှစင်းနဲ့အပိခတ်တကက်ကလေးလူတွေအများပြားတေးခဲ့ခြေပျက်စီးခဲ့တာရှိပါတယ် တောင်ကိုရီးယားမှာတော့ဆေးရုံချုပ်ရေးကြေညာထားတဲ့သမရဟောင်းမျိုးစုရိုးတရားရင်ဆိုင်နေရတဲ့တရင်တွေရှိပါတယ်။အတော့ပမာဆုံးအနေနဲ့ဒီမြန်မာနေတဲ့မှာအချင်းသားတွေကိုပြည်တယ်လူချင်းကွင်းနဲ့ပြန်လုပစ်လိုက်တာနဲ့ပတ်သက်ပြီးတော့ဘယ်သူတွေလဲမျှော်လာလဲဆိုတာဥမောက်တို့ရင်ဆုံးတုံ့ပြန်ပြပေးပါလားခင်ဗျာ။လုံရိုးလုံစင်ဒီလိုမျိုးအခါကြီးရဲ့ကြီးတွေမှာအဲလွတ်တဲ့ပုံစံနဲ့လွတ်တာပါ။အလွတ်တဲ့ဟာမှလည်းဖြစ်ရိုးဖြစ်စင်ပဲလူတွေအများကြီးလွတ်တဲ့ထဲကနိုင်ငံရေးအချင်းသားကဒါကရင်လုံးနည်းနည်းလေးပဲပါတဲ့ဖြစ်ရိုးဖြစ်စင်ပဲဖြစ်တာပါ။ ဆိုတော့ဟို4900လွတ်တယ်နှစ်စန်းတရနေ့မှာပေါ့နော်နှစ်စန်းတရ4900လွတ်တယ်တတိယပြောရင်4893ဦးပေါ့နော်အဲ့တော့နိုင်ငံကြီးဒီနိုင်ငံခြားသား73ဦးပါတယ်နိုင်ငံခြားသားတွေကတော့နင်းနေတန်းချက်ချင်းပြင်းနေတဲ့ချက်ချင်းပေးပြီးတော့လွတ်ကျင်းပေးလိုက်တယ်ပေါ့ဒီကျန်တာတွေကတော့အရင်ထုံးတန်တိုင်းပဲ၄ရက်အာ၄ရက်တော့တက်နေပေါ့နော်ဟိုလက်မှတ်ထိုးရမယ်နောက်တစ်ခါပြည်တန်ထပ်ကြည့်လို့လို့ရှင်ဒီ အကျွေးဟောင်းနေကြွေးကြံလို့ခေါ်တော့ဗျာကြွေးဟောင်းနေလဲပြန်ပြီးတော့ခန်းအမယ်ဆိုတာမျိုး ਨੇ သွားပါတယ်ဟိုလွယ်လွယ်ပြောမှဆိုတော့ဟိုလူတက်မတိန်းပေါက်ခွဲမှုဥပဒေတို့လက်နဲ့ဥပဒေတို့မွေးရစည်းဝါတို့တဘာဝဘေးဒဏ်တို့အေးအာဂရီလိုက်စားမှုတို့ဒီပုံမှန်နဲ့ပတ်သက်လို့တော့မပါဘူးတဲ့အဲကျန်တာတွေပဲပါတယ်ပေါ့ကျော်ဆိုတော့ဟိုခြုံပြောရင်တော့ဟိုအဲ့ဒီ၄693ဦးပေါ့နော်၄900တဲမှာမှာ ငငယ်ချင်းသားနောက်ဆုံးကျွန်တော်တို့ကောက်တင်းကောက်စုံစမ်းလာတော့ဟိုတရားကျော်ပေါ့နော်တရားကျော်ပဲပါတယ်လေးရာခိုင်နှုန်းဝင်းကျင်ပေါ့လေးရာခိုင်နှုန်းတော့မပြည့်တတ်တဲ့သဘောနည်းနည်းအနည်းအချင်းပဲပါတယ်သဘောပဲအများသောအပြင်ကတော့ခိုးဆိုးနိုင်ပေါ့နော်ကပိုင်နိုင်တယ်အဲဒါမျိုးတွေပဲလွတ်တာများပါတယ်ဟို6ပုံတပုံပဲကြံနေပြည့်တယ်ရဲ့6ပုံတပုံပဲကြံနေလူတွေလွတ်တယ်လို့ပြောပါတယ်ဒါပေမဲ့လည်းဟိုခိုးမှုတို့ဟိုလူမှုတို့ဒါမျိုးသမားတွေကတချို့ ဟိုနှစ်နှစ်ကြာမှတစ်နှစ်ကြာပြီးတော့လွတ်လာတယ်ဆိုတော့တဝက်နဲ့လွတ်တယ်လေတွေ့ရတဲ့အနေထားလည်းတွေ့ပါတယ်အဲကျွန်တော်တို့ DBB ကထောင်ရှိ interview တွေမီးတဲ့ခါပေါ့လေဟိုတိတိကျကျတော့ဘယ်ထောင်နေရဘလောက်ပေါ့အဲ့ဒါတွေတော့မသိရသေးပါဘူးတော့အင်းစိန်ထောင်အားဆိုလို့ရှိရင်ဒီကျွန်တော်တို့ဒီတိတိကျကျအောင်မသိရသေးဘူးပေါ့နော်တိကျမသိရသေးဘူးဟိုနိုင်ငံကြီးကျန်တာဘလောက်ပါတယ်ဆိုတာပေါ့ဥဟန်တာငိမ့်ဆိုတာဒီကမာရော့သတင်းမီဒီယာတယောက်အင်းစိန်ထောင်အားလွတ်တာတွေ့တယ် ဲဒီလောက်ပဲတွေ့တယ်တခြားလည်းပါတော့ပါမှာပေါ့နိုင်ငံချင်းသားတခြားကျွန်တော်တို့မသိရသေးဘူးဟိုပြည်ထောင်ဆိုရင်9ယောက်ပေါင်းတဲ့ထောင်အောင်ဆိုရင်2ယောက်အဲဒီလိုမျိုးလေးတွေပဲနည်းနည်းပပလေးတွေပဲသိရတယ်ပေါ့နော်တဝဲထောင်2ယောက်အညောင်းထောင်4ယောက်ပခုတ်ကူထောင်5ယောက်ဆိုပြီးတော့အဲ့လောက်လေးတွေပဲကျွန်တော်တို့သိရတာရှိပါတယ်အဲ့တော့ခြုံပြီးတော့ပြောမယ်ဆိုရင်တော့ဟိုတကယ်ဟိုနိုင်ငံကြီးငလင်းကြီးနဲ့ဖြစ်တာတွေပေါ့နော်အဲ့ဒီမျိုးသားပြန်ပြန်လေညာစီလေးလည်းလိုတယ်ငင်းညာကြီးတွေလည်းလှုပ်ချင်တယ်ဆိုရင်ဟိုမှာတောင်ဆန်းစုကြည်လိုဟာမျိုး ဒီဒါဒါမျိုးဒီသမရလိုဟာမျိုးပေါ့နော်ဝင်းမြင့်လိုဟာမျိုးဒါမျိုးတွေလှုပ်ဖို့လိုတာပေါ့နော်အခုတော့ကျွန်တော်တေချာကြည့်တဲ့အခါကျတော့ store ဟိုကမာယိုသတင်းဌာနတည်ထောင်တဲ့ဆရာတယောက်လောက်ပဲတင်းတင်းရှားတွေ့ရစီတယ်နောက်နောက်ဟာတွေကတော့တိတ်ပြီးတော့နာမည်ကြီးတွေမပါဘူးဗျအဲ့လိုရှိပါတယ်အဲ့တော့ပုံမှန်တိုင်းလွတ်တဲ့ဟာမျိုးပဲအခုလွတ်တဲ့ဟာကလည်းတကယ်အမျိုးသားပြန်လေညာစီရေးတို့မြမပြီးငင်းငင်းရေးတို့ကိုတော့သူလွတ်တဲ့ဟာကြီးကတော့ဟိုမရိုက်ခတ်နိုင်ပါဘူးခေါ်ရှုသဘောမျိုးလောက်ပဲတွေ့ရပါတယ်ခင်ဗျ ဟုတ်ကဲ့ပါနောက်တစ်ခါဒီရေချင်းမှုဉာဏ်ထဏာတမိုင်းတွေ့စဉ်ကဦးစီးဌာနရဲ့စီဒီအမ်ညွှန်ကြားမှုဒေါက်တာဒါရပါကိုလှည့်ပေးခြင်းပါတယ်အဲဆီယမတီးရဲ့အတိုင်းပဲအခုနှစ်ကတော့မြန်မာတရားယူနက်စကိုကမ္ဘာထရမရင်ချင်းမှုအမွေနဲ့စီးရင်ဝင်တဲ့ပထမဆုံးနှစ်ဖြစ်တော့ပြည်တွေကတော့အောင်ပွဲခံချင်းပါခွင့်ချင်းပါဖို့နော်ပြင်ဆင်နေပေမဲ့ဒါအင်အား အင်္ဂလိပ်ကြောင့်ဒီလိုမျိုးကျင်းပခွင့်မရခဲ့ဘူးပေါ့နော်လူတွေရဲ့အသက်တွေကိုရင်စီးစိမ်တွေပျက်စီးဆုံးရှုံးအောင်လို့ဝိုင်းနေအဆင်မကောင်းတဲ့အခြေအနေနဲ့ဖျက်ဆန်းခဲ့ရတာကျွန်တော်တို့တွေ့ရပါတယ်ကြံကုန်ပေါ့နော်အဲပို့ပြီးတော့ဒီဆင်မကောင်းဖျက်ရတာဆရာကတော့တိုင်းပြည်အပိုးတန်အခြေမှုအမွေနစ်တွေစီဒီပရိုးတွေကွန်ကရီတ်ပြားကြောင်းတွေရောပလီတွေရောပေါ့နော်တခြားသမိုင်းဒီဝင်နေရတွေပါဒါပြိုကျပျက်စီးခဲ့တွေ့ရတယ်ဆိုတော့ဒီဆရာမတချို့သားလောက်ငလျင်ကြောင့်မြန်မာအခြေမှုအမွေနစ်ပျက်စီးတွေဘလောက်ဒီပျက်စီးတဲ့အတိုင်းတာဘလောက်ရှိတယ်လဲဆိုတော့လေအရင်ဆုံးပြောပြပေးပါလားခင်ဗျာ အာပထမဆုံးကျမတို့ရည်ကြည်မှုဥပဒေဌာနမှာပေါ့နော်အဲတမိုင်းသူတေသနာဦးစီးဌာနရဲ့အရှေ့ဟောင်းသူတေသနာဦးစီးဌာနရဲ့နောက်တစ်ခုကမြို့သားစာကြီးတိုက်ရဲ့အမှုပညာဦးစီးဌာနရဲ့ဆိုပြီးတော့အဲ့ဒီညီနောင်ဟို department တွေနဲ့ပေါင်းစပ်ထားတာဖြစ်ပါတယ်အဲ့တော့ကျမတို့ကတော့တမိုင်းရဆိုတော့တမိုင်းနဲ့ရှေ့ဟောင်းကတော့ခွဲခြားလို့မရဘူးပေါ့နော်အဲ့တော့ကျမတို့ဒီကလင်ဖြစ်တဲ့အချိန်မှာတော့ကျမကတော့ဒီဟာကိုကျမတို့အမြဲတမ်းဝင်ကြီးဌာနကျမတို့အချင်းချင်းစုစည်းထားတဲ့ ညီကောင်မောင်နှမတွေရှိတယ်အဲ့တော့ကျမသူ့ကိုမေးတယ်နောက်ဆုံးအချိန်နေဘလို့ရှိလဲလို့ကျမတို့မေးတယ်ဘာဖြစ်ဆိုတော့တင်းမှာတက်လာတဲ့အရာတွေအကုန်လုံးကကျမတို့ကဟိုဒီဟာကိုမယုံကြည်ဘူးဒါရှင်းရှင်းပြောရရင်ပေါ့နော်အဲ့တော့ယုံကြည်လောက်ရတဲ့တင်းကနောက်ဆုံးကြောင့်မှကျမတို့က finalize ယူရတာပေါ့အဲ့တော့ကျမမေးတဲ့အခါကျမတို့အာကျမတို့အစည်းအဝေးလုပ်ကြတယ်လုပ်ပြီးတော့မေးတဲ့အခါမှာဒီ CDM လောက်လာတဲ့ရှေးဟောင်းကညီကောင်မောင်နှမတွေဆိုရင်သူတို့က ဒါကိုယ့်ရဲ့ career တခုလည်းမဟုတ်ဘူးဒီပုံမှာဒီရှင်းအောင်ပစ္စည်းတွေအပေါ်မှာချစ်မြတ်နိုးတဲ့စိတ်တွေနဲ့အလုံးလုံးနေတဲ့လူတွေအများကြီးရှိတယ်။အဲ့တော့အဲ့လူတွေကသူတို့အသက်အန္တရာယ်ရှိတဲ့ဈားတွေကနေသူတို့သွားကြည့်တယ်။သူကတော့ပြောတယ်ဆရာမအများကြီးတော့ကြည့်လို့မရဘူးပေါ့နော်။အဲ့ဒီအတွက်ကြောင့်မလို့သူတို့သခိုင်းရဲ့အင်းဝရဲ့တဒါဦးရဲ့အမရပူရာမန္တလေးအဲ့ဓာတွေကိုသူတို့သူတို့နီးသူတို့ဟန်နဲ့ကြည့်တယ်။ကြည့်တော့ဘာတွေကိုတွေ့ခဲ့ရလဲဆိုတော့အကုန်လုံးနီးနီးပေါ့နော်။ တော်တော်များများကိုပျက်စီးဆုံးရှုံးသွားတာကိုကျမတို့တွေ့ရပါတယ်အဲ့တော့စိတ်မကောင်းစရာတွေအများကြီးဖြစ်ရတယ်ပေါ့နော်အာဘာဖြစ်လို့လဲဆိုတော့ကျမတို့လူမျိုးတစ်မျိုးရဲ့ဒီသမိုင်းကြောင်းကဒီဆောက်ဥတွေဒီရင်ကျေးမှုအပွေနှစ်တရားတွေပြသနေတာအများကြီးရှိတယ်ကိုယ့်လူမျိုးဘလောက်ခိုင်မာခဲ့တယ်ကိုယ့်ရင်ကျေးမှုဘလောက်မြင့်မားခဲ့တယ်ဆိုတာဒါတွေကနေပြောတယ်ပေါ့သို့တော်လည်းအခုချိန်မှာကျမတို့ကဘာဦးစားပေးရလဲဆိုတော့ကျမတို့ကျမတို့လူတွေပေါ့ကျမတို့နိုင်ငံနိုင်ငံသားတွေအရေးကြီးတယ် အဲ့တော့ဘာတွေတွေ့ခဲ့လဲလို့သူ့ကိုမေးတဲ့အခါမှာကျွန်တော်တို့အကုန်လုံးနီးနီးပြက်စီးတယ်ဘာကြီးအကြောင်းကတော့ဆရာမနည်းနည်းတော့တတ်တာရဲ့နည်းနည်းမဆိုးတလောက်ပဲတတ်တာရဲ့အဲ့တော့ဒါ၄ဆိုရင်ဆရာတို့ပညာရှင်တွေနည်းနည်းဘာလုပ်လို့ရမလဲဆိုတော့သူကတော့ပြောပါတယ် detail assessment ပေါ့နော်တကယ်အသေးစိတ်ကျွန်တော်တို့အဲ့ဒါကိုလေ့လာပြီးတော့လုပ်တင်တယ်ဘာဖြစ်လို့လဲဆိုတော့လုံးဝဟိုဟိုပြိုကျပြက်စီးပြီးအကုန်လုံးနီးနီးကတော်တော်များများဟိုဟိုထိခိုက်ပျက်စီးတာတွေကအများကြီးတဲ့အတွက်ကြောင့်မလို့ပေါ့ သို့တော်လေဒါဆိုရင်ငါတို့ဘက်ကဘာလို့လို့ရလဲဗျကျမတို့ဘာမှလုပ်လို့မရဘူးသူတပြင်းကျမတို့လိုလူမျိုးတွေကဘယ်လိုတွေလဲဆိုတော့ကျမတို့ရဲ့လုံခြုံရေးပေါ့နော်အဲ့ဒီဟိုဘယ်လိုပြောရမလဲဝါသနာထက်ပေါ့နော်ဒီလူပညာရင်ကျိမှုအမွေအနှစ်တွေကိုတကယ်ချစ်တဲ့ဆရာဆိုရင်သူဘာပြောလဲဆိုတော့ကျွန်တော်အရင်ဒီအချိန်မှာထပ်ပြီးတော့လုံးလိုက်ခြင်းနဲ့ဒါပေမဲ့အစမပြေဘူးဘာဖြစ်လို့လဲဆိုတော့2016မှာပကံငင်းတစ်ခုရိုက်ခတ်သွားတယ်အဲ့ဒီအချိန်မှာသူတို့တွေအကုန်လုံးက အားကျုံမှန်တက်လှုပ်လိုက်တဲ့အခါကျတော့သူတို့မှာ exposure တွေအများကြီးပဲအဲ့တော့အခုပြောချင်တာကဘာလဲဆိုတော့ကြံခဲ့တဲ့ဒီဝင်းကြီးဌာနမှာကြံခဲ့တဲ့သူတွေမှာလည်း non cdm တွေမှာဒီလောက် human resources ကမရှိဘူးမရှိတဲ့အတွက်ကြောင့်မလို့အော်ဒီဟာကိုပြပပညာရှင်တွေနဲ့သူတို့ချိတ်ဆက်ပြီးလုပ်မယ်ဆိုရင်တော့လုံလောက်မှုမရှိဘူးပေါ့နော်ဒါပေမဲ့ကျမတို့ဒီအချိန်မှာမျက်နှာတွဲနေရတယ်ပေါ့အော်တတ်နိုင်သမျှတော့ကျမတို့ဘက်ကစူဆောင်းတဲ့ data တွေအချက်လက်တွေကိုတော့ကျမတို့စူးစမ်းနေတယ်အဲ့တော့အားလုံးတစ်ခုလုံးကိုပြန်ခြုံပြီးပြောရရင် အဲတဖက်ကလည်းဒီစကားစဘက်ကလည်းဒီဟာကိုလုတ်ပေးဖို့လည်းစိတ်လည်းမရှိပါဘူးအဲဒါကအပေါ်ကနေပြီးတော့လုတ်နေတယ်ဆိုရယ်ကိစ္စရဲ့တရားသူတို့တက်ကြွလို့လည်းလုတ်တာမဟုတ်ဘူးအဲ့တော့ဟိုဒီစကားစဘက်ကကူညီတယ်ဆိုတာလည်းတစ်သက်လုံးစစ်တပ်ဆိုတာကလည်းဟိုလူတွေကိုကယ်ဖို့လုတ်တယ်ဆိုတာတိတ်ပြီးတော့မတင်ခဲ့ရအောင်လူတက်တဲ့အလုပ်ပဲသူတို့လုတ်ခဲ့ကြတာများတယ်ဆိုတော့အခုရောင်းဝါးဝါးနေပေါ့နော်အကုန်လုံးအဲ့တော့စိတ်တရားတော့ကျမတို့လည်းတော်တော်စိတ်ထိခိုက်တယ် ဟိုသွားပါပြီဆိုပြီးတော့လုပ်တယ်ဒါပေမဲ့ကျမတို့အဲ့နောက်ကိုပတ်သွားလို့မရဘူးပျက်စီးသွားတဲ့ဟာတွေကိုကျမတို့ဟိုနံပါတ်1အချက်ကတော့ကျမတို့လူတွေဘေးရနေကင်းရှင်းဖို့နဲ့နောက်နံပါတ်2ကတော့ကျမတို့ပြန်လဲထူထောင်ရေးလှုပ်လာနိုင်တဲ့အချိန်ကြရင်ကျမတို့တစ်မျိုးတစ်ပုံလုပ်မယ်လို့လည်းကျမတို့စိတ်ကူးထားတယ်အထူးသဖြင့်ဒီထိုင်းနိုင်ငံမှာဒီအယုဒ္ဓယာဆိုရင်ဒီချိန်တုန်းကစစ်မှတ်ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဖြစ်သွားတာကိုဖြစ်သွားတဲ့အတိုင်းလေးပဲထားပြီးတော့ပေါ့နော်အဲ့လိုမျိုးလှုပ်လို့ရမလားအထီးပေါ့ကျမတို့မျှော်တော့မျှော်မှန်းထားတယ် ဒါပေမဲ့အလုပ်ပြန်ခြုံရင်ကျမတို့အများကြီးတော့ထိခိုက်ပျက်စီးသွားပါတယ်ရှင်။ဟုတ်ကဲ့ပါကျွန်မဒီပျက်စီးသွားတဲ့အထက်မှာကျွန်မဟို highlight လုပ်ချင်တဲ့ဒီအဆောက်အအုံပေါ့နော်။စကိုင်းတိုင်းဆိုလို့ဒါပါပဲပြောဟိုဒီတမိုင်းဝင်ဒီအဆောက်အအုံလို့ပြောလို့ရပါဘောနော်။တခြားကျွန်မ highlight လုပ်ချင်တဲ့ဒီအဆောက်အအုံတွေရှိလားပြီးတော့ဘယ်လိုမျိုးပြင်ဆင်ထိန်းသိမ်းနေလဲဆိုတာလည်းပြောပြပေးပါအောင်။ကျွန်တော်တို့မိနေကတော့စက်တက်ကတော့အခုအုတ်ဒီအုတ်ဒီတည်နေကြတော့ကျွန်တော်တွေ့ရတယ်။တချို့ဖျားရဲဆိုလဲအင်္ဂလိပ် ြန်ပြီးတော့ဟိုလောင်းပြည့်ဆိုတဲ့ဟာမျိုးကြီးမိတ်ပြရမျိုးလည်းတွေ့ရတယ်အဲ့တော့ဒီဒီချီအောင်ဝင်နေတယ်ဘယ်လိုမျိုးထိန်းသိမ်းတာအကောင်းဆုံးဖြစ်မယ်လို့မြင်လဲခင်ဗျအခုချိန်မှာလေဟိုကျမကျမတယောက်တည်းရဲ့ဟွာတဲ့ပြောပါဆိုရင်ကျမနားထောင်ရတာရဲ့နောက်ပြီးတော့မြင်ရတာဆိုရင်ကျမမဲနုအောင်ကြောင့်တားနှမ်းပြောရဲပေါ့နော်လုံးဝကိုအုပ်ပုံဖြစ်သွားရဲပေါ့အဲ့တော့တစ်ဖက်ကလူတွေကဆော့ကျမပြောသလိုဟို non cdn တွေဘက်မှာလေတကယ်တကြွနဲ့သူတွေအကုန်လုံးက ကျမတို့အကုန်လုံး CDM ဖြစ်နေရပေါ့နော်အဲ့ဒီ CDM နဲ့မှမှဒီကျုပ်ဆိုရင်ဒါ PDF လည်းဖြစ်နေတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျမတို့ဒါတွေကိုကျမတို့လုံခြုံရေးရမကူညီနိုင်ပါဘူးအဲ့တော့ပြပပညာရှင်တွေအနေနဲ့လာတယ်။ဟိုစက္ကစဘက်ကတော့ तू ကတော့ဟိုဟိုကဘာကိုပြလို့ရအောင်လို့တော့ तू ကအငြင်းတန်းဟိုဆရာရဲ့ဟန်ဆောင်ပြီးတော့ for show တွေကတော့လုပ်နေမှာပဲပေါ့နော်။ဒါပေမဲ့တကယ်ထိရောက်မှုရှိခဲ့လားမရှိခဲ့လားဆိုတာဒီလိုသဘာဝ ဘေးအန္တရာယ်တွေမဖြစ်တဲ့အချိန်မှာတော့မှဒီဟိုထုံးတုပ်ပလိုက်တာတို့ဟိုနောက်ပြီးတော့ဟိုပြီးဟိုကြည်ကောင်းအောင်ပြုပြင်ပလိုက်တာတို့ဒီဟာရဲ့အတိတ်အနဲ့ဒီဟာရဲ့ဟိုကောင်းကျိုးဆိုးကျိုးဘယ်လိုထိန်းသိမ်းရမလဲဆိုတာက ပြင်ပပညာရှင်တွေရဲ့အကူအညီကိုယူခဲ့တဲ့အချိန်တော့ကတော့ယူသလိုကောင်းပေမဲ့အခုအချိန်မှာတော့ပြင်ပပညာရှင်တွေတော်တော်များများကလည်းဟိုပတ်သက်ဆက်နွယ်မှုတွေအခါကျတော့တချို့ကတော့တိတယ်ပေါ့နော်သို့တော်လည်း အာဒီလိုနေမေးမအေးစမ်းတဲ့နေရာကိုတကယ်လုပေးချင်တဲ့သူတွေအဲလာမလားဆိုတာပဲကျမတို့စောင့်မျှော်နေတယ်ပေါ့ဘယ်သူလုံးလို့နောက်ဆုံးတော့ဟိုကောင်းကောင်းမွန်မွန်ဒီလိုမျိုးတစ်ခုခုမှဟိုတီမီသွားတဲ့အဆိုရင်လည်းကျမတို့အတွက်ဒီ knowledge ချက်ကကောင်းတယ်လို့ပဲသတ်မှတ်ရမှာပေါ့နော်ဟို emphasize လုပ်ပါလို့ပြောရင်တော့ဆရာရဲ့ဟိုကျမတို့ဟိုအကုန်လုံးပျက်စီးတာပဲပေါ့နော်ဒါပေမဲ့ကျမတို့အဲ့နေရာတော့ဟိုမမတ်တော်တော်လေးဖြစ်ချင်တာကဘယ်ရင်ယူယူလိုက်တဲ့သူတယောက်အတွက်ကြောင့်မလို့ပေါ့နော် ဟိုမန်လေးမြို့ရိုးတို့အဲ့လိုမျိုးပေါ့နန်းနဲ့ပတ်သက်တဲ့ဟာတွေတော်တော်များများပြုတ်သွားတယ်ပေါ့နော်အဲ့ဒါလေးကိုပဲကျမတို့ခေါင်းထဲမှာဟိုဘယ်လိုပြောရမလဲကိုစိတ်ဖြေတဲ့အနေလေးနဲ့ပဲပေါ့နော်ပြောကြဆိုကြရင်းနဲ့ပဲအဲအဲ့လိုမျိုးလေးနဲ့ပဲကျမတို့အဲကျမတို့ရဲ့ဟိုခဏခဏတွေ့ဆုံမှုလေးပေါ့နော်အဲ့ဒါလေးကိုအဲ့လိုပဲအဆုံးသတ်ထားပါရစေရလောလောဆယ်တော့ဒီဟုတ်ကဲ့ကျေးဇူးပါဆရာမနောက်တစ်ခါကျွန်တော်တို့အာဆီယံ လက်ချာဥက္ကဋ္ဌပေါ့နော်မလေးရှားဝန်ကြီးချုပ်ကစစ်ကောင်းဆောင်နဲ့ရော NUG ကိုစလင်နဲ့ရောဘန်ကောက်မှာတွေ့ဆုံခဲ့မြန်မာရေးဆွေးနွေးခဲ့တာရှိပါတယ်သူပြင်တာတဆင်လို့တာဖာရဲ့စပွန်ဆာနဲ့ကျင်းပါတယ်ဆွေးနွေးပွဲပေါ့နော်ဘယ်လောက်ထူးခြားမှုရှိလဲဆိုတော့ဥပမာလူဆက်ပြီးတော့ဆွေးနွေးပေးပါဦးခင်ဗျဟိုထူးခြားမှုကတော့လေဟိုကျွန်တော်တို့ကဒီစစ်ကောင်းဆောင်ဘက်ကိုလည်းဟိုအင်တာဗျူးတွေအလုပ်လို့မရဒီဘက်မှာလည်းဟိုအာဆီယံဘက်ကလည်းဟိုသူတို့ထုတ်ပြန်တာလောက်ပေါ့ကျွန်တော်တို့သိရတဲ့အနေထားပေါ့နော် ဲ့ဒီခါကျတော့ဟိုအဲ့ကြားရတာဒီနဲ့သတင်းဌာနတွေမှာတွေ့ရတာတွေလောက်ပဲပြောနိုင်တာပဲလीအဲ့အဲ့တော့ဟိုစစ်ကောင်းဆောင်ကဟိုရုရှားလောက်တရုတ်လောက်သွားနေရနေပြီးအခုကတော့ဟိုအာဆီယံကောင်းဆောင်တွေနဲ့တွေ့ရတဲ့အနေထားပေါ့ထိုင်းဝန်ကြီးချုပ်နဲ့လည်းအဲတွေ့တွေ့ခဲ့ပြီးပြီအခုကတော့ဒီအာဆီယံဒီလက်ကြဥက္ကဋ္ဌပေါ့နော်မလေးရှားဝန်ကြီးချုပ်နဲ့တွေ့တယ်ဆိုတော့ဒီဖက်မှာလည်းဟိုစစ်ကောင်းဆောင်ကနိုင်ငံရေးရာကိုတွေ့ခဲ့ရတယ်ပေါ့နော်အဲ18ရက်နေ့တွေ့ခဲ့ရတဲ့ခါကျတော့ဒါနိုင်ငံရေးရာတက်ပြီလို့တချို့ပြောကြတာလည်းရှိတယ် နိုင်ငံကြီးကနည်းနည်းလေးပေါ့နော်ဟိုတို့တို့တို့ရဲ့အဲအခြေအနေကကောင်းလာတယ်ဆိုတာမျိုးဒါဒီဘက်မှာလည်းဟိုတင်ကအန်ဝါအီဘရာဟင်ကအန်ယူဂျီနဲ့လည်းတွေ့ထပ်တွေ့သေးတာပေါ့ထပ်တွေ့သေးတော့အန်ယူဂျီနဲ့ထပ်တွေ့တဲ့ကိစ္စကိုလည်းဆက်ရှိရနေမှာတွေ့တယ်အဲထပ်တွေ့တဲ့ကိစ္စကိုလည်းစစ်ကောင်းဆောင်ဘက်ကတော့နားနားမဲ့သဘောရှိတယ်လေငါလိုအစိုးရနဲ့ပဲတွေ့တဲ့နေပေါ့အဲသူတို့ကဒါတပုံနေပေါ့အတောင်းကျန်းသူတို့တို့အမြဲပြောတာပေါ့အဲဘာလို့ပြောမတွေ့ခင်တည်းကပေါ့နော်အန်ဝါကနေပြီးတော့မလေးဝင်ကြီးချုပ်ကနေပြီးတော့သူပြောထားတာတော့ဒါဟို ်ကလျင်ကိစ္စနဲ့တွေ့မယ်ငနေကိစ္စကုညီကိစ္စရေးနဲ့တွေ့မယ်ဆိုပြီးတော့ပြောတာလည်းရှိတယ်လို့တစ်ဖက်မှာလည်းဟိုဒီကျွန်တော်တို့ NUG ဘက်ကနေပြီးတော့နော် NUG နဲ့အဖွဲ့ရှိဖွဲ့ရနေပြီးတော့ဒီလိုတွေ့ဆုံတာစစ်ကောင်းဆောင်ဒါနေရာပေးလိုက်တယ်လို့ဖြစ်တယ်။နောက်ပြီးတော့အကူအညီတွေဆိုတာလည်းစစ်ကောင်းဆောင်စစ်တပ်စီရောက်သွားလို့ရှိရင်သူတို့ပဲဘုံလိုက်တာပေါ့နော်ဒီဖက်မှာတကယ်ဖြစ်တဲ့နေရာတွေရောက်သွားဖို့ကခက်ခဲတယ်ပေါ့နော်ခက်ခဲတဲ့ခါကျတော့အဲဒါကိုဟိုတကယ် လုံနေတဲ့လူတွေပေါ့နော်အဲသူတို့ကြီးညာကြတဲ့မှာဆိုလို့ရှိရင်အတိတိကျကျပြောထားတာဆိုလို့ရှိရင်တိုင်းပြည်ရဲ့20 200ရာခိုင်နှုန်းလောက်ပဲဒါဒါမျိုးထိန်းသိမ်းထားနိုင်တော့တဲ့စစ်အုပ်စုပေါ့နော်စစ်အုပ်စုနဲ့ကြီးပဲဆက်ဆံနေမယ်အစားအတပီလုံးနဲ့တေချာဆက်ဆံဖို့လိုတယ်စစ်အုပ်စုကိုပေးလိုက်ရင်တော့ဒီကေဒါတွေအလကားဖြစ်သွားမယ်ဆိုတာမျိုးပြောတဲ့အခါကျတော့အခုခါကျတော့ဟိုစစ်ကောင်းဆောင်နဲ့လည်းတွေ့တယ်ဒီဘက်က NGO နဲ့တွေ့တယ်ဆိုတာမျိုးဖြစ်သွားတာပေါ့နော်အဲတွေ့တဲ့အပိုင်းမှာကတော့လည်း ဟိုအရင်တော့တရားအနုသူနဲ့တွေ့ရနေပြီအခုက50 50ဖြစ်သွားတယ်ဆိုတော့ဟိုဒီသုံးသက်တဲ့လူတွေပြောသလိုစစ်ခေါင်းဆောင်စစ်အုပ်စုဘက်ကကြီးပဲအဲတန်တမာရေးမှရသွားတာမဟုတ်ဘဲနဲ့ကျွန်တော်တို့လူဦးဒေါ်လာကြီးဘက်မှာလည်းတပွက်ပြန်ရရဆိုတဲ့ဘောပါပဲဒါဆိုအဲ့အဲ့နေရာမှာလည်းပေါ့နော်ဟိုဒီစစ်ခေါင်းဆောင်ပြောတာမင်းတို့ပြစ်တာခတ်တာတွေမရဘူးဆိုရင်တော့ဒီအကူအညီတွေပေးဖို့ခက်ခဲမယ်ဆိုပြီးတော့ဘာလဲအန်ဝါသူပြောထားတာလည်းရှိကြည့်တဲ့ခါကျတော့အမ်ဟိုဖိတ်ကြားတာခံလိုက်ရတယ် ဒီစီရကောင်းမွန်မယုံမကြည်နဲ့ဟိုတွေ့ခဲ့တယ်ဆိုတဲ့သဘောပဲစကောင်းဆောင်ပုံပါလေဟိုဒီစီရကြီးနဲ့တွေ့တာမျိုးမဟုတ်တော့လေနောက်ပြီးတော့ဟိုအာဆီယံဘက်ကနေပြီးတော့ကျွန်တော်တို့တကယ်နားမယ်ဆိုလဲနားကြပါဗျာဒီအာနာသိမ်းပြီးတဲ့2021ထဲကဒီဘုံသဘောညူချက်9ရက်ပေါ့နော်5 point consensus ဆိုတာလုပ်ခဲ့တယ်အကြံဖက်မှုတွေရရမယ်အပွဲပေါင်းဆုံးပါတယ်ဆွေးနွေးပွဲလောက်ရမယ်ဆိုတော့အဲ့ဒါကတော့ main online ကိုလည်းတက်ခဲ့တဲ့ပွဲပဲလေဒါမှမဟုတ်အဲ့ပွဲမှာတက်ပြီးတော့ပဲတခါလဲကိုယ်ရဲသွားတာပဲ အဲ့မှာသူသဘောတူတဲ့ငါးချက်လုံးဘာမှမလုပ်ဘူးအကုန်လုံးချိုးပေါက်ပြီးတော့သဘောမလူပါဘူးဆိုပြီးမှပြန်ရောက်တော့ပြောတာကိုဆိုတော့အဲ့ခါကျတော့သူ့လည်းဟိုအောင်တွေကလာမခံတော့ဘူးသူ့အပြင်ကိုအရေးကြီးတဲ့မင်းတို့ခေါင်းဆောင်တွေမလာခံတော့ဘူးဆိုပြီးတော့အခုထိဖြစ်နေတာပေါ့နော်အဲ့ခါကျတော့ဟိုအားလုံးချုပ်ပြီးတော့သုံးသပ်ရမယ်ဆိုရင်တော့ဟိုစစ်ကောင်းဆောင်လည်းဒီနိုင်ငံရေးရစစ်တပ်ဘက်ကလည်းရတယ်လို့အင်ယူဂျီဘက်ကလည်းတဆင့်တက်လာတာမျိုးဖြစ်ပါတယ်အဲ့ခါကျတော့သူတို့တွေ့ဆုံတာတွေတော့ကျွန်တော်တို့တိကျမသိကြတဲ့ခါကျတော့ တရင်ဒီမှာထုတ်ပြန်တော့လောက်ပဲကျွန်တော်စတူဒီလိုက်တာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကျေးဇူးပါနောက်တစ်ခါနိုင်ငံတကာတနေ့ပြန်ဆက်ပေးဖို့တာကုတောင်းထုတ်ကိုလည်းပေးချင်ပါတယ်အထူးသဖြင့်ချင်းပြင်းရဲ့ဒီအာဆီယံဒေသတွင်ကြီးစင်နဲ့ပတ်သက်ပြီးတော့အရင်ဆုံးသာပြောပြပေးပါလောက်ခင်ဗျဟုတ်ကဲ့အဲတေယုတ်သမ္မတစီစဉ်ဖြင့်အနေနဲ့ဆိုတော့ဒီဟိုတရင်ဒီမှာတွေ့ရတော့ဆိုလို့ရှင်တော့ဒီဒီ speaker ရဲ့ signature အတွင်းဒီစီချင်းပြင်းရဲ့ပထမဆုံး key ဆိုတော့ဒီအာဆီယံအာဆီယံဒေသတွင်မှာပေါ့နော်အဲတော့တော်တဲ့နိုင်ငံတွေအဲက straight visit ပေါ့နော်ဒီတိရုတ်တမဒာအနေနဲ့တော့ဘူးစီစဉ်ထားတာကတော့အရင်ကတည်းကစီစဉ်ထားတယ်လို့ကျွန်တော်တွေ့ရတယ်ဒီဟိုတိုက်တိုက်ဆိုင်ဆိုင်ပေါ့နော်အခုဟို Trump လက်ထက်မှာဒီ American နဲ့ဟိုပါတက်တလုံးမှာနော်ဒီ tariff ဒီအပြန်အသွင်းကုန်အခွန်လေးတိုးမြင့်တာတွေအပြန်အပါရိုင်းနာကိုက်ပဲဆိုပြီးတော့ချနေတဲ့ for tech တွေချနေကြတာ ਨੇ တိုက်တိုက်ဆိုင်ဆိုင်ပေါ့နော်ရပ်ပိုင်းပဲတွေကွာတဲ့အချိန်မှာရောက်သွားတဲ့ အတွက်အဲ့ဒီတက်သွားတာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီကိစ္စတွေကတော့တွန်းမှုတွေအတွေ့ရတယ်ပေါ့နော်အဲ့ဒါလိုဖြစ်နေတဲ့ဒါဟိုဟိုပါပေါ့နော် context ပေါ့နော်အဲ့လိုဖြစ်နေတဲ့အဝဲဝိုင်းအခင်းချင်းအခြေအနေမှာအဲတရုတ်သမ္မတအခြေက BNN ကိုသွားပြေးသွားတယ်ပဲမလေးရှားကိုပြေးသွားတယ်ကမ္ဘောဒီးယားကိုပြေးသွားတယ်ဆိုတဲ့ပုံစံမျိုးတော့မဟုတ်ပါဘူးဆော်ရီယာစီဇန်ထားတာဖြစ်မယ်ဆော်ရီယာစီဇန်ထားပြီးတော့ဒီဒီစီဇန်စီဇန်ထားတယ်သို့တော့ ဒီကိစ္စပါအခုလောလောဆယ်ဖြစ်သွားတဲ့ဂုံတွယ်စစ်အမေရိကန်နဲ့တရုတ်ကြားမှာရှစ်လျှောက်ဆက်ဖြစ်လာမဲ့ဂုံတွယ်စစ်အဲ့ဒါတွေကတော့ဒီဆွေးနွေးမှုတွေမှာအများကြီးဆက်ဆက်နေမဲ့ဟိုတွေ့ရတယ်ပေါ့နော်ဒီအပြန်အလှန်သဘောတူညီချက်တွေလက်မှတ်ထိုးကြတာတွေ့ရတယ်နောက်တစ်ခါဒီတရုတ်နယ်ဒီအာဆီယံနိုင်ငံတွေကြားမှာဆိုဟိုတုံးသက်စရာလို့ရှူဒေါင်းတွေယူစရာတွေကတော့ရှိမယ်ဒီအမေရိကဥမာအမေရိကကလည်းပြီးတော့ဒီအင်ဒိုပစိဖစ် strategy ဆိုတာပေါ့နော်အမေရိကကနေပြီးတော့ဒီတောင်တရုတ်ပင်လယ်မှာလွတ်လပ်စွာသွားလာပိုင်ခွင့်ဆိုတာမျိုးတွေပြီးတော့ဖိလစ်ပင်းနဲ့ပူးပေါင်းပြီးတော့စီးရေးလေ့ကျင့်မဲ့အစီအစဉ်မျိုးတွေကအစပေါ့နော်ဖိယုတ်ကိုတံပြန်ဖို့အတွက်ကိုဒီကျွန်းဆွယ်ပေါ့နော်ဒီပလဲဆိုရစီအဲဟိုတာတာစီမံကိန်းအဲ့လိုတားတဲ့အားမျိုးတွေအမေရိကန်ဘက်ကလို့စီးရေးတိုးချက်မှုအနေထားတွေနဲ့လဲဆက်ဆက်ဟိုစုံတရဆက်ဆက်နိုင်မယ်လို့သုံးသပ်ချက်တွေလည်းကျွန်တော်တွေ့ရတယ်နောက်တစ်ခါ တရုတ်ကနေပြီးတော့ပြင်ဆင်ထားတဲ့ဒီ data group ပေါ့နော်ဒီဒီဟိုဒီကဘကဘလမ်းစီမံကိန်းပေါ့နော်အဲဒီစီမံကိန်းကဒီ time မှာရှိတဲ့ယထာလန်တွေ Laos မှာရောက်လာတဲ့ယထာလန်ကမ္ဘောဒီးယားရောက်လာတဲ့ယထာလန်တွေနဲ့ဆက်ဆက်ပြီးတော့ဒီမလေးရှားအထီကိုဒီယထာလန်တွေဆက်ဆက်ဖို့ပေါ့နော်အဲအဲဒီစီမံကိန်းတွေဆက်ဆက်တဲ့ပါတီကလည်းဟိုမဟာဗျူဟာစီမံကိန်းတွေပေါ့နော်အဲဒီနဲ့ဆက်ဆက်တာလည်းရှိတယ်အဲနောက်တစ်ခါဒီအဲ ်ကုံသွေးကြီးရပြောမယ်ဆိုလို့ရှင်ဒီအာဆီယံ10နိုင်ငံလုံးရဲ့စုစုပေါင်းကုံသွေးမှုပမာဏကတရုတ်နဲ့ဒီအာဆီယံ10နိုင်ငံဆက်ဆက်ကုံသွေးရေးပမာဏကဒီ EU 28နိုင်ငံကဝေးတာပေါ့နော် EU 28နိုင်ငံဥရောပ28နိုင်ငံထက်ပိုများတယ်အဲဒီအာဆီယံ10နိုင်ငံရဲ့လူဦးရေကလည်းတန်းတလူတန်းပေါင်း900လောက်ရှိတာပေါ့နော်အမောင်ခွန်ရရရရှိတယ်ဆိုတော့အဲ့ကုံတွေကြီးက EU ဟိုတရုတ်နဲ့ကုံတွေဘက်တွေထဲမှာဆိုလို့ရှိရင်အာဆန်ဆယ်နိုင်ငံအမြင့်ဆုံးအ ရှိတယ်အဲ့နောက်မှာပါ EU လိုက်တာပေါ့အဲ့နောက်မှာမှ America နဲ့ကုန်သွယ်ပမာဏပေါ့နော်အဲ့နောက်မှာမှ Japan တို့ Korea တို့လိုက်တာပေါ့နော်အဲ့တော့တရုတ်ဘက်ကလည်းဒီ ASEAN ဆင်နိုင်ငံအရေးကြီးတယ်နောက်တစ်ခါဒီကျွန်တော်တွေးလိုက်တဲ့အထက်မှာဒီဒီမလေးရှားအဟိုကနေတွေးတဲ့ခါမှာနော်မလေးရှားနဲ့စကားပြောတဲ့ခါမှာဒီမလေးရှားကလည်းရှိ ASEAN ဥက္ကဋ္ဌနိုင်ငံလည်းဖြစ်တယ်ပေါ့နော်အာဆီယံဆိုင်နိုင်ငံတို့နဲ့တရုတ်နဲ့ချာမှာအ like free trade ပေါ့နော်ကုန်သွယ်အဲ့လိုလက်စားကုန်သွယ်ဝယ် free trade တဘောတူရင်းချက်တိအများဆုံးကြီးထိုးဖို့တရုတ်ဘက်ကလိုလားတယ်ဆိုတာတွေ့လိုက်တယ်အဲ့ဒီအချက်ကတော့ဒီအာဆီယံနိုင်ငံတွေထဲမှာဆက်ပြီးတော့ဆွေးနွေးရမယ့်ကိစ္စလို့ထင်ပါတယ်ဘာလို့ဘာလို့ဆိုတော့ဒီတရုတ်ကနေပြီးတော့ဒီစက်ယုံတွေစက်ယုံတွေကနေပြီးတော့လှိမ့်ပြီးတော့ဝင်တဲ့ဟိုဟာတွေကြောက်ပေါ့နော်ကုန်ပစ္စည်းတွေအနွန်ဈေးပေါ်ပေါ်နဲ့ဈေးခေါချိုးနဲ့ချက်ပြီးတော့ ဝင်တဲ့ကုန်ပစ္စည်းတွေကြောင့်အင်ဒိုနီးရှားမှာပြဿနာတွေတက်နေတာအင်ဒိုနီးရှားပြဿနာတွေတက်နေတာတွေဒေတာကန်ဆက်ယုံလေးပေါ့နော် ထိုင်းမှာလည်းပြဿနာတွေရှိတယ်ဆက်ဒေတာကန်ဆက်ယုံလေးဘလို့မှရက်တီလို့မရအောင်တရုတ်နဲ့ရှင်လို့ကိုမရအောင်ဖြစ်နေတဲ့အခြေအနေမျိုးကြီးလည်းရှိတယ်ပေါ့နော်အဲ့တော့တရုတ်ရဲ့အခက်အခဲကအာဒီအခွင့်အရေးဖြစ်လာမလားမနော်မလေးဗီယက်နမ်မလေးရှားတို့အခွင့်အရေးဖြစ်လာမလားတစ်ဖက်ကလည်းအာဗီယက်နမ်နဲ့မလေးရှားကလည်းအာဒီတရုတ်ကိုလက်ခံရတယ်ဆိုပေမဲ့လေ ူ American နဲ့ဒီဟိုဟာကိုညှိဖို့ပြင်ဆင်ထားတာရှိတယ်ဥပမာ Thailand ဆိုလည်းညှိနေပြီပေါ့နော်ဒီကဟိုအလောက်မတင်ဖို့ဒီအပြန်လာသဘောတူရဲ့ညှိဖို့ပြင်ဆင်ထားတဲ့အချိန်မှာဒီ American ဘက်ကစိတ်ဆိုးအောင်လဲအတီလည်းမလုပ်ရဲဘူးပေါ့နော်အခုဟိုစီချင်းဖေကဟိုဟာဆိုလို့ရှိရင်နှစ်နိုင်ငံခေါင်းဆောင်နှစ်ယောက်ချိန်ညာချက်မှာအဲရေးတဲ့စကလုံးတွေပေါ့နော်တချို့စကလုံးတွေဆိုလို့ရှိရင်အဲဗီယက်နမ်လက်မခံဘူးမလေးရှားလက်မခံဘူးဒီ ဘယ်လိုခေါ်မလဲဒီဒီ protectionism လို့အဲ့လိုမျိုးစကလုံးတွေတုံးလာနေမှာဟိုလက်ရှောင်ပြီးတော့နော်အဲ့လိုမျိုးအဲအဲ့တော့ပမြင်ရတဲ့မြင်ရတဲ့အတားအတိုင်းသားရဆိုလို့ရှိရင်တရုတ်နဲ့ American ဈာမှာဈာမညာချင်ဖို့ပေါ့နော်တရုတ်နဲ့ American စကုံတွေစစ်ဖြစ်တဲ့အခါမှာကိုယ်နိုင်ငံအတွက်ဘယ်လိုအခွင့်အရေးရမလဲဘယ်လိုကောင်းကောင်းရာကောင်းကြောင်းညှော်နှိမ့်လို့ရမလဲကိုယ့်ပြည်သူတွေအတွက်ဘာတွေညှော်နှိမ့်နိုင်မလဲဆိုစဉ်းစားကြတာရှိတယ်အဲ့တော့တရုတ်ကိုလည်းကြောက်ရအမေရိကကိုလည်းကြောက်ရသူတို့နှစ်နိုင်ငံစစ်ဖြစ်ပြီးတော့ကိုယ်က ချားညက်ပြီးတော့เนาะအဲအဲ့ဒါမျိုးတော့မဖြစ်ချင်ပါဘူးဆိုတော့လေတွေ့တယ်တစ်ဖက်မှာကြည့်လို့ရှိရင်တရုတ်ဘက်ကကြတော့လေဒီကမ္ဘာကုန်သွယ်ရေးမှာတခြားနိုင်ငံတခြားနေရာတွေလက်ဆောက်ရှင် သူရဲ့အိမ်ကွင်းကိုခိုင်အောင်လုပ်တာပေါ့လေနော်။နော်စီရေးရဆိုလို့ရှိရင်လည်းသူသူအိမ်ကွင်းကိုသူခိုင်ပါဖို့ပေါ့နော်။ဒီယုံကြည်မှုတိစောက်တာတွေအဲ့လိုဆက်ဆံရေးအာဆက်ဆံရေးတည်လဲအောင်ချောမှုရအောင်တိစောက်တာစသဖြင့်ပေါ့နော်။အဲ့နောက်ကတော့ပိုင်းမှာလည်းဒီတရုတ်ကအခုနကတော့ဗီယက်နမ်မှာတိုးချဲ့တယ်လို့မျိုးပဲလေ အာဆီယံနိုင်ငံတွေထဲမှာလည်းအထည်ကထပ်ပြီးတော့တိုးချဲ့လာနိုင်တဲ့အလားလာကြီးလည်းအများကြီးရှိတယ်။နော်ကမ်ဘောဒီးယားကတော့ဇာတ်လမ်းတစ်မျိုးပေါ့နော်။ကမ်ဘောဒီးယားကတော့တရုတ်အာကိုနဲ့ပဲရပ်တည်နေရတယ်။တရုတ်အဲတရုတ်အကူအညီနဲ့ပဲရပ်တည်နေရတဲ့နိုင်နိုင်ငံဖြစ်တယ်။ရှီကျင်းဖင်ရဲ့အာဆီယံဒေသခံနိုင်ငံသုံးခုသွားတဲ့ခီးစဉ်အပေါ်မှာအဲ့လိုအဲ့လိုကျွန်တော်ပတ်ကြည့်မိတော့ပေါ့နော်တုံသက်ချက်တွေအရတော့စီရစီပါရီရလက်တလောဖြစ်နေတဲ့ခင်ချင်းအရရေရှည် စဉ်းစားချက်တွေအရာစီမံရေးရှိစီမံကိန်းတွေအရာနောက်ထပ်လာမယ့်အလားအလာတွေအရာအဲ့လိုမျိုးအဲ့လိုမျိုးတွေရှိပါတယ်တရုတ်ဘက်မှာလည်းတတိတီကြီးနဲ့ဆက်ဆံနေတဲ့ပုံနဲ့တွေ့ရပါတယ်အာဆီယံအစင်းနိုင်ငံလုံးနဲ့တရုတ်နဲ့လို့ပြောရရင်တော့ကြိုးပြောခက်တယ်အင်ဒိုနီးရှားတို့ဖိလစ်ပင်းတို့တရုတ်နဲ့ထိတိုက်တွေ့နေတဲ့အချက်တွေလည်းရှိတယ်အဲ့တော့အာဆီယံနိုင်ငံလုံးနဲ့တရုတ်နဲ့အလားအလာကိုမလေးရှားဥဆောင်ပြီးတော့ဒီမလေးရှားဥက္ကဋ္ဌဖြစ်နေတဲ့အလှည့်ပါပေါ့နော် တရုတ်နဲ့ပါတော့ထပ်ဘလို့အပေးယူတွေပြလာစရာရှိမလဲဆိုတော့အဲဆောင်ကြည့်ရမယ်အခုတရုတ်နဲ့တရုတ်သမ္မတရဲ့ခရီးစဉ်ကပေါ့နော်အဲ့လိုအသေးစိတ်ဟိုထုတ်ပြန်တာတွေတော့ကျွန်တော်မတွေ့ရဘူးလို့ဟိုဖတ်ရတဲ့လောက်တရင်းတွေရပေါ့နော်ကျွန်တော်ခြုံကုန်ခြုံကုန်ပြီးတော့နေရတဲ့လောက်ပြောပြပါဟုတ်ကဲ့ပါ အမေတရေပတ်ဒီမှာလည်းမြန်မာနဲ့ကမ္ဘာမှာအချိန်တိုင်းမှာဖြစ်ပျက်နေတဲ့သတင်းတွေနဲ့ပတ်သက်ပြီးတော့ဆက်လက်တင်ဆက်ပေးဖို့ရှိအောင်ပြောပြနေပေဒီစီစဉ်ကိုအဆုံးသတ်လိုက်ပါစီခင်ဗျာဒီစီစဉ်မှာပေါဝင်ဆင်းပေးခဲ့တဲ့ဒေါက်တာတထပါနဲ့ဒီပီဖွဲ့သားတွေကိုရောကျေးဇူးအပ်ပေးကြတဲ့ဒီပီဘေးသက်တွေအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ